ပါဒီခာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဆီယမနန်ဝခန်ဖြစ်ပါတယ်ဖေမတ်ထိုင်းစကပြောတင်နန်းကပါရှင်ဒီနေ့ကပေါ့နော်ဆီယမကဆီယမိုးမြင့်နဲ့အတူတူရှိနေတာပါဆီယမိုးမြင့်ကတော့ဆီယမတို့ဒီတင်နန်းကနေပြီးတော့မှပေါ့ S1 level ထိပြီးမြောက်ပြီးတော့မှပေါ့နော်ထိုင်းနိုင်ငံမှာလည်းနေတာ10ဆုနှစ်လောက်ရှိပြီလက်ရှိထိုင်းနိုင်ငံမှာပေါ့နော် အဲထိုင်းဘာသာစကားကိုပြန်လည်တင် जा ပို့ချပေးနေတဲ့ဝိုင်းရင်တင် जा ရေးဆရာတူဖြစ်နေပါပြီရှင်အဲ့တော့ဆရာကဒီဟိုထိုင်းစာသင်တဲ့အပြင်ကို after service အနေနဲ့ပေါ့နော်ဒီဆရာတို့ဒီပန်းရောင်ကတ်တွေပါရေလောက်တယ်ပေါ့မြန်မာပြည်သားတွေကတော့ပန်းရောင်ကတ်ပန်းရောင်ကတ်လို့ပြောပါတော့နော်ဒီ pink ကတ်လေးလောက်တဲ့နေရာမှာဆရာအကျိုးဆောင်နေတဲ့လေလောက်ပေးနေရပေါ့အဲ့တော့အခု အမ်မြန်မာကနေလာကြတဲ့အထိုင်းကိုရောက်တယ်ပိုင်ရံကလှုပ်ချင်တယ်ဘယ်လိုလုပ်ရမှန်းမသိဘူးဇဝေဇဝါဖြစ်နေတဲ့အိတ်လည်းနားမလည်ဘူးဆိုလို့ရှိမှာနော်အဲ့ဒီမိခွန်းလေးတွေကိုယ့်ရဲ့တန်တရားလေးရှင်းသွားအောင်လို့ဆရာမကနေပြီးမှဆရာမိုးမြင့်ကိုအခုညီတောင်းလိုက်တာအဲ့ဒါလေးတွေကိုရှင်းပြပေးပါအောင်ဆိုပြီးတော့ပေါ့နော်ဆရာမကိုယ်တိုင်လည်းအိတ်နားမလည်ဘူးဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ခါဆရာမင်္ဂလာပါစวัสดีค่ะ ဟုတ်ကဲ့ဆရာကြီးဟွာဗောနော်ဒီပင့်ကတ်တွေရောဗောနော်ပန်းရောင်ကတ်ဆိုတဲ့ပင့်ကတ်ရော CI ရောဝော့ပါမေရောအဲ့ဒါတွေအများကြီးပဲခူရဲနားမလည်နေဘူးအဲ့ဒါဆရာနည်းနည်းရှင်းပြပေးပါအောင်ခဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်အာဆရာမကြီးမင်္ဂလာပါနော်ဆရာမကြီးဟိုအခုပန်းရောင်ကတ်ဆိုတာတော့ကျွန်တော်တို့ဒီထိုင်းမှာကိုမြန်မာနိုင်ငံကနေပြီးတော့ထိုင်းဟိုပေါ့နော်အာတရားမဝင်ပေါ့ဝင်လာတဲ့လူတွေပေါ့နော်မဝင်ဝင်လာတဲ့လူတွေကိုကျွန်တော်တို့ကနေထိုင်ခွင့်သဘောမျိုးနဲ့လုပ်ပေးတဲ့အခေါ်အဝါတစ်မျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ ဗမာပြည်သားတွေသိထားရတော့ဒီပန်းရောင်ကတ်ဆိုပြီးတော့ဒါတို့ရဲ့နှုတ်ထဲမှာဆွဲနေတာပေါ့နော်အမှန်တကယ်ကတော့ကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာနေထိုင်ခွင့်ဗီဇာတွေဝက်ပါမစ်တွေရဖို့အတွက်ကိုကျွန်တော်တို့ကအရင်ဦးဆုံးကျွန်တော်တို့ကဒီကိုယ့်ရဲ့အချက်လက်တွေကိုထိုင်းနိုင်ငံမှာကျွန်တော်တို့ကစည်ရင်းတင်သွင်းတဲ့အရင်ဆုံးထုတ်ပေးတဲ့ကတ်လေးဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ပန်းရောင်ကတ်ဆိုတဲ့သဘောကကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာတရားဝင်နေထိုင်လို့ရတဲ့ကတ်လို့ခေါ်တာခေါ်တယ်ပေါ့နော်ဆရာမနော်ဟုတ်ကဲ့ကိုရေအဲ့ဒါဆိုရင်ဥပမာပါခုခရူကရောက်လာပြီတရားဝင်နေလမ်းမဲ့ဖြစ်ဖြစ်ရောက်လာပြီ ဒီမှာအကြိုင်နေထိုင်ခြင်း ਨੇ အဲ့တော့ကိုကအလုတ်ကလည်းမရသေးဘူးအလုတ်ကလည်းရှာရမယ့် process မှာတော့ရှိနေတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမဖြစ်မနေဒီကတ်ကရိုက်ကိုရိုက်ရတော့မှာပေါ့နော်ဟုတ်ကဲ့ခင်ဗျာအာဘယ်လိုအခုကနော်ဘယ်လိုတရားဝင်ပဲလာလာတချို့ကြတော့အလဲဗီဇာနဲ့လာပြီးတော့ဒီမှာတက်တန်းအဲကုံသွားတဲ့လူတွေလည်းအဲ့ဒီမဖြစ်မနေကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာဆက်နေဦးမယ်ဆိုရင်ကျွန်တော်တို့ကဒီပိုင်းအောင်ကတ်ကိုလုတ်ကိုလောက်အောင်မှာဖြစ်ပါတယ်ခင်ဗျာ အဲ့ဆိုရင်သူ့ရဲ့လုပ်ငန်းစဉ်အကိုကြီးအဲပိုင်းရောင်ကတ်ကိုအရင်လုံးလုပ်ပြီးတော့မှ work work permit ကိုရှာ CI ရိုက် PJ ပြောင်းအဲ့လိုမျိုးရှိအဲ့ဒါသူ့ရဲ့လုပ်ငန်းစဉ်ဘယ်ဟာအရင်လုံးကလည်းမသိဘူးเนาะ အဲအဓိကတော့ဒီဗမာပြည်သားတွေအသိထားတာတော့ပိုင်းအောင်ကက်ရိုက်တယ်လို့ပြောတာပေါ့နော်ဒါပေမဲ့ပိုင်းအောင်ကက်ဆိုတာကျွန်တော်တို့နောက်မှနောက်ဆုံးမှထွက်တဲ့ကက်ပေါ့နော်နောက်ဆုံးမှထွက်တဲ့ကက်ဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကဒီကိုယ့်ရဲ့အချက်လက်တွေကိုစီးရင်အရင်တင်ရတယ်အာတင်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီထိုင်းဆိုးရနေပြီးတော့ခွင့်ပြုတယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံး name list ဆိုတဲ့စာရွက်လေးတရားဝင်စာရွက်လေးရလာတယ်ပေါ့နော်အဲ့စာရွက်လေးရလာပြီးပြီဆိုရင်ကျွန်တော်တို့ကအဲ့စာရွက်နဲ့တစ်ဆင့်ကျွန်တော်တို့ကဒီပေါ့ဒီကြားငံရုံမှာသွားပြီးတော့ကျွန်တော်တို့ကစီးရင်ပြန်သွင်းရတယ်စီးရင်သွင်းပြီးပြီဆိုမှကျွန်တော်တို့ကဒီ web မှာဘိုင်နူမတ်ဆိုတဲ့ဒီ web မှာစာရွက်လေး ရလာမယ်ပေါ့နော်အိုက်ဆိုက်ရွက်လေးရလာပြီးပြီဆိုမှကျွန်တော်တို့ကဒီတောမောင်းလို့ခေါ်တယ်ကျွန်တော်တို့ဒီလဝကယုံပေါ့ထိုင်းလဝကယုံမှာကျွန်တော်တို့လက်ပွေတွေနှဲ့ရမယ်ပြီးတော့မျက်လုံးစကန်ဖတ်ရတယ်ပေါ့နော်အဲ့ဒါပြီးမှကျွန်တော်တို့ဒီသွေးစစ်ရတာသွေးစစ်ပြီးတော့ကျွန်တော်တို့ကဒီလက်ပွေနှိပ်ပြီးအကုန်လုံးပြီးပြီဆိုမှကျွန်တော်တို့ကဒီ CI ဆိုတဲ့စာအုပ်ကိုလှုပ်ဆောင်ရတာပေါ့နော် ဟုတ်ကဲ့ဆရာရှင်အဲ့ဒီ CI စာအုပ်ဆိုတာကပေါ့နော်ကြားထားတာကတော့မြန်မာနိုင်ငံသားဖြစ်တည်ကြောင်းစာအုပ်လို့တော့ပြောတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဒီ CI စာအုပ်ရပြီဆိုလို့ရှိရင်ကြတော့ကိုကဒီမှာနေထိုင် ခွင့်ရသွားပြီနေထိုင်ခွင့်ရတာကိုမှကြားထားတာတော့ကိုတတ်မှတ်ထားတဲ့နေမြေမှာပဲနေလို့ရတာလားဒါမှမဟုတ်နေကူးလို့ရတာလားမြန်မာနိုင်ငံကိုပြန်လို့ရလားတခြားနိုင်ငံကိုထွက်လို့ရလားအဲ့ဒါလေးလည်းသိချင်တယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးဟိုကအခုက CI စာအုပ်ရပြီဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေက အာဘောနော်ဒီနိုင်ငံသားဖြစ်တဲ့အကြောင်းကိုတက်တည်အာယူထားတာဘောနော်ထိုင်းနိုင်ငံတကယ်လို့ ICI စာအုပ်ရပြီးသွားပြီဆိုရင်ကျွန်တော်တို့အလုပ်လုပ်ခွင့်လည်းရပါတယ်ပြီးတော့ထိုင်းနိုင်ငံတနိုင်ငံလုံးသွားခွင့်ရှိပါတယ် အဲဒီဝက်ပါမင်းပေါ့နော်ဝက်ပါ CI ဆောက်ရပြီပြီဆိုရင်ကျွန်တော်တို့ဝက်ပါမင်းလည်းပြီးဆုံးသွားပြီပြီးရင်ကျွန်တော်တို့ဒီပန်းရောင်ကတ်ဆိုတဲ့သူဗမာဗီဇာတွေခေါ်တဲ့ဥစ္စာလည်းရပြီသွားပြီပေါ့နော်အဲအကြောင်းကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာကြိုက်တဲ့နေရာမှာသွားပြီးတော့အလုပ်လုပ်ခွင့်ရှိပါတယ်သွားလို့ရပါတယ်နေကျော်လို့ရပါတယ်နော်ဒါပေမဲ့နိုင်ငံခြားတခြားနိုင်ငံကိုထွက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့သွားလို့မရသေးပါဘူးအဲတခြားနိုင်ငံကိုထွက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီ PG ဆိုတဲ့ဆောက်အနီကိုပြန်ပြီးတော့လဲလှယ်ပေးရမှာဖြစ်ပါတယ်ဆရာမအဲ့ဒါဆိုရင်ဆရာရေဒီ ပီဂျေလဲလဲဖို့အတွက်ပေါ့နော်အဲ့ဒါကြတော့ဘာလိုအပ်လဲပဲလဲပဲပဲအဆင့်ချက်မှာကိုကလှုပ်လို့ရတာလဲရှင့်ဟုတ်ကဲ့ဆရာမကြီးဟိုကအခုကကျွန်တော်တို့ဒီ CI စာအုပ်ရပြီဆိုရင်တော့ကျွန်တော်တို့လဲလို့ရပြီ CI စာအုပ်ရပြီဆိုရင်တော့ PJ စာအုပ်ကိုကျွန်တော်တို့တန်းလျှောက်လို့ရပါတယ်အာ ဒါမဲ့အကြာချိန်တော့ရှိတယ်ဗောနော်တချို့ကတော့တလားတချို့ကနှစ်လားတချို့က3လားဒီအစိုးရပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကအဲဒီသူတို့ရဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသွားရတာဗောနော်သွားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတလားနှစ်လားလောလောဆယ်တော့ဒီနှစ်ကတော့ကျွန်တော်တို့3လားလောက်စောင့်ရမယ်လို့တော့တရင်ကြားရတယ်ဗောနော်3လားလောက်စောင့်ပြီးမှကျွန်တော်တို့ PJ စာအုပ်ကိုလဲလှယ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာရှင်အဲ့ဒါဆိုလို့ရှိရင်မနော်ဟွာပေါ့ဒီရောက်ကလေးကနေဒီမှဒီပန်းရောင်ကက်လေးလုတ်တယ်ဆိုတော့ project ကနေစပြီးရောမဆွမ်းနာဟာ ပြောတယ်ဒီတက်မိုက်ရေးတွေပါရစစ်ဆေးတယ်ပြီးတဲ့ခါကျမှဒီ CI ရတယ် BJ ရတယ်ဆိုရင်အကုန်လုံးပေါ့သူ့ရဲ့လုပ်ငန်းစဉ်အကြချိန်လေးကဘယ်လောက်လောက်ဖြစ်သွားမလဲမသိဘူးအဲအဓိကတော့ဆရာမကြီးအဓိကတော့ကြာချိန်ကဟိုကိုလုတ်ပေးမဲ့စာပစ်ပေးမဲ့လူပေါ်မှာပဲမူတည်တာဗောနော်တကယ်လို့အဲကိုကိုရှိမှလာအပ်တဲ့အဲကစတမာကလည်းလာပြီးတော့ပတ်စံအလုံးလုံးလောက်နဲ့သူတို့စာပစ်ပေးတဲ့လူကိုပတ်စံပေးထားမယ်ဆိုရင်တော့အချိန်ကတော့ကျွန်တော်တို့ဒီတစ်နှစ်ဝင်းကျင်မှာ အခုဆိုရင်6လဝင်ကျင်ပေါ့နော်6လဝင်ကျင်လောက်ဆိုပြီးပါတယ်ခင်ဗျာပြီးတော့အခုရေဒီထိုင်းအစိုးရကပေါ့နော်ဒီပန်းရောင်ကန်လုပ်ပေးဖို့တော်တော်များတော့ဘက်ရိုက်တယ်ဘက်ရိုက်တယ်ပြောတာပေါ့နော်အဲ့ဒါတော့ကက်လုတ်တာကိုပြောတာအဲ့ဒါလေးကသူတို့ကနှစ်စင်နှစ်တိုင်းနှစ်တိုင်းလုတ်ပေးတာလားဒါမှမဟုတ်ရင်အချိန်ဒီပေါ်မှာကြည့်ပြီးတော့လုတ်ပေးတာလားသူ့မှာတတ်မှတ်တာရှိလားဘယ်နှစ်မှာဆိုတော့ဘယ်နှစ်လပိုင်းမှာဆိုရင်တော့ဒီကက်ရိုက်တဲ့လုပ်ငန်းစဉ်ကိုစပါတယ်ဆိုတာမျိုးရှိလားရှင့် အာတတ်မှတ်တစ်ချက်တော့မရှိဘူးဆီမကြီးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီထိုင်းဆိုးရနေပြီးတော့ဒီမြန်မာနိုင်ငံသားတွေအာထိုင်းဘက်ကိုဝင်လာတယ်သူတို့လူဦးပေါ်ကြည့်ပြီးတော့သူတို့နိုင်ငံရဲ့စီးပွားရေးအခြေအနေရပါတော့သူတို့ကြည့်ပြီးတော့ပြီးတော့ဒီမှာတရားမဝင်နေထိုင်တဲ့မြန်မာနိုင်ငံသားတွေများလာတဲ့ချိန်ကျရင်သူတို့ကအာသူတို့ရဲ့ခွင့်ပြုချက်နဲ့ပေါ့နော်သူတို့လုတ်ပေးမယ်ဆိုကြင်ညာတဲ့ချိန်ကျမှာကျွန်တော်တို့ကလိုက်လောက်ရတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါဆိုရင်အဓိကကပေါ့နော်ဒီ ဟောထိုင်းနိုင်ငံရောက်လာတဲ့ဆီမားတို့မြန်မာပြည်သားတွေတရားဝင်နဲ့နေထိုင်လို့ရအောင်လို့ဟိုဖြစ်သွားအောင်လုပ်ပေးတဲ့တဘောပေါ့နော်ဟုတ်ပါတယ်ဆရာအာအဲ့တော့အဲ့တော့ဆိုရင်ဆရာကြီးတခုပေါ့နော်တီးချင်တာဒီပိုင်းရောင်ကိုက်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကြားထားတာပေါ့နော်အဲစိုက်ရုံအလုပ်ယုံနေမှာပဲအလုပ်ရတော့မယ် ဟိုတကယ်ကိုပညာရှင်လိုမျိုးပေါ့နော်ဟို office တွေမှာရုံးနေမှာလစာကောင်းကောင်းနဲ့အလုပ်ဝင်လုပ်လို့မရတော့ဘူးအဲ့လိုမျိုးတွေလည်းကြားထားတဲ့အတွက်ဒီပန်းရောင်ကက်ကိုမရိုက်ချင်ဘူးရိုက်ဖို့ရတွေ့ဝေနေရမျိုးလေးလေပြောတာလေးကြားရတယ်ပေါ့အဲ့ဒါကြတော့ဘယ်လိုမျိုးလဲမသိဘူးနော်အမ်ဒီကောင်ကြတော့ဆရာမကြီးပန်းရောင်ကက်ဆိုတာကျွန်တော်တို့ဒီတထေးပေါ့နော်တထေးငါးပြီးလောက်တော့တော့ကြောင်ကျွန်တော်တို့က တချို့အရာတွေဒီမှာဒီပန်းရောင်ကတ်ဆိုတာသူရဲ့တက်တန်းရှိတယ်ဗောနော်တတ်မှတ်ထားတဲ့တက်တန်းရှိတယ်တကယ်လို့အဲ့တက်တန်းကုံသွားရင်ကျွန်တော်တို့ကဒီပန်းရောင်ကတ်ကတက်တန်းဟိုအလိုလျောက်ကျွန်တော်တို့တက်တန်းတေသွားတာဗောနော်အဲ့တေသွားတဲ့အချိန်ကျရင်ကိုယ့်လက်ထဲမှာ BJ စာအုပ်ကင်ထားတယ်ကင်ဆောင်ထားတယ်ဆိုရင်ကျွန်တော်တို့အဲကျန်တဲ့အဲ့ဒီပညာရှင်တွေနဲ့စာအုပ်ပြောင်းချိန်တာတို့တခြားနိုင်ငံထွက်တာတို့ဗောအဲ့လိုမျိုးတွေတော့အာလှုပ်လို့ရတယ်လို့တော့သိထားတယ်ဗောနော်ဒါမဲ့ဟိုအတိအကျတော့မဟုတ်ဗောနော်အတိအကျတော့မဟုတ်သိထားတယ်ဗောနော်အဲ့ဒါလေးပြောပြတာပါဗျာဟုတ်ကဲ့ပါရှင်အဲ့ဆိုရင်ဆရာကြီးတခုပေါ့နော် အဲဆမတို့အနေနဲ့ပေါ့နော်အခု ထိုင်းနိုင်ငံကိုရောက်လာတဲ့အခါမှာဒီပန်းရောင်ကက်လေးကိုပြောင်းပြီးတော့မှအခုဆရာပြောတဲ့လုပ်ငန်းစဉ်လုပ်တာကတော့တထင်းငားတာပါညာပေါ့နော်တထင်းမရှိရင်တထင်းငားရတယ်ပါညာလုပ်ငန်းစဉ်ရှိရင်အဲ့လိုမဟုတ်ဘူးကိုကိုတိုင်ကတထင်းရှိတယ် တတိရှိရကိုတတိနဲ့ကိုပဲဆိုလို့ရှိရင်တော့ဒီလုပ်ငန်းစဉ်เนี่ยပို့ပြီးတော့မြန်တော့มาပေါ့เนาะဟုတ်ကဲ့ဆင်အမှန်နေဆင်ပါအဲ့ကောင်ကပါဆိုတတိကိုပိုင်းတတိရှိတယ်ကိုပိုင်းထိုင်းတတိရှိတယ်ဆိုရင်ကျွန်တော်တို့ကုန်ကြစိတ်တွေလည်းတတ်တာမယ်ပြီးတော့လုပ်ငန်းစဉ်ကလည်းမြန်ဆန်มาဖြစ်ပါတယ်တတိကနေပြီးတော့တချို့ဆိုရင်တတိတွေကိုယ်တိုင်လိုက်လုပ်ပေးတယ်ဆိုရင်ကျွန်တော်တို့ကအချိန် အာတူတူနဲ့ဗောနော်အချိန်တူတူနဲ့ကျွန်တော်တို့ဒီအာလင်းလင်းမြန်မြန်ကျွန်တော်တို့လိုချင်တဲ့အာဒီတဲ့ဟိုလုပ်ငန်းစဉ်တွေကိုပြီးမြောက်အောင်လှုပ်ဆောင်နိုင်ပါတယ်ခင်ဗျာဒီပြီးတော့ကျွန်တော်ဒီကုန်ကြစိတ်တရားလည်းအစိုးရအာတရားဝင်အာဒီထုတ်ပြန်ထားတဲ့ကြေညာတဲ့အတိုင်းပဲကျွန်တော်တို့ကပေးဆောင်ရတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကိုကတထိမရှိဘူးဆိုရင်တထိငားတဲ့ကုန်ကြစိတ်တွေကုန်မယ်ပြီးရင်ကျွန်တော်တို့အချိန် တထေးငားထားရင်တခုရှိတာတထေးတွေကငားထားရင်တယောက်နှစ်ယောက်ဆိုသူတို့ line မလုပ်ဝေးဘူးပေါ့နော်လူတွေအများကြီးဥပမာ50တရာသူတို့တတ်မှတ်ထားတဲ့ပုံမှန်မူတည်ပြီးမှ line လုပ်ပေးတဲ့အတွက်ဖြစ်တဲ့တဲ့ကြောင့်ကျွန်တော်တို့ကအချိန်လဲစောင့်ရပါတယ်အချိန်လဲပေးရပါတယ်ပြီးတော့ပတ်စံလဲပို့ပြီးတော့ကုန်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်အဲ့ဒါဆိုရင်တော့ဒါတိထားသလောက်ဆိုလို့ရှိရင်ကိုကကိုပိုင်တထဲရှိနော်တမျိုးပေါ့နော်တထဲကလိုက်လုပ်ပြီးတော့မြန်တော့မယ်ကိုပိုင်တထဲမရှိဘူးဆိုလို့ရှိရင်ဒါကအကျိုးဆောင်ခါရှိမယ်တထဲငားရန်ခါရှိမယ်ပေါ့နော်အဲ့အတွက်ကိုမဒီထိုင်းနိုင်ငံတော်ကိုလည်းအစိုးရကိုလည်းပေးဆောင်အောင်မယ်ငွေကြေးပမာဏတစ်ခုလည်းရှိမယ်ဆိုတော့ငွေကုန် ငွေကုန်ကြေးကြတော့နည်းနည်းလေးပို့သွားမယ်ဆိုတဲ့အနေထားမှာရှိတယ်ပေါ့နော်။ဟုတ်ကဲ့အဲ့တော့ဒီနေ့ပေါ့နော်ဒီပိုင်ယောင်ကပိုင်ယောင်ကလို့ပြောနေတာနားမလည်လို့အခုတော့တေချာလေးရှင်းပြပေးလိုက်တယ်ဆရာမမျိုးအများကြီးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးရှင်ဟိုပါတော့ဒါလေးကတော့ဆရာမလည်း option တစ်ခုအနေနဲ့စဉ်းစားလို့ရအောင်လို့နားမနေရရှိရင်သိရအောင်လို့ဆရာမဒီဗီဒီယိုလေးပြလိုက်တာပါထိုင်းနိုင်ငံကိုရောက်ပြီးသားတူကတော့ဒီပိုင်းရံကန်လေးလောက်ချက်နေဆိုလို့ရှင်တော့ဆရာမုံမြင့်ကိုဆက်တွေ့လို့ရပါတယ်ဆရာမတို့ဒီ ်ဒီဗီဒီယိုရဲ့ comment အောက်မှာပေါ့နော်ဆရာမုံမင်းရဲ့ personal page link လေးကိုဆရာမချိတ်ထားပေးပါမယ်ရှင်အဲ့မှာဆရာတို့ diet ဆက်တွေ့လို့ရပါတယ်เนาะပြီးတော့မှနောက်တစ်ခုပေါ့နော်ထိုင်းနိုင်ငံတော်ရောက်နေပြီထိုင်းဘာသာစကားအောင်မပြောတတ်ဘူးလူကိုယ်တိုင်ဆရာနဲ့အနီးကပ်တင်ရမှာကြိုက်တယ်ဆိုရင်เนาะဆရာမုံမင်းရဲ့တင်နန်းလေးကိုမှသွားပြီးမှတင်နန်းလေးစုံစမ်းပြီးမှထိုင်းစာလည်းတင်ယူလို့ရပါတယ်လို့တင်ငောင်းလေးပါပြစေရှင်အားဆိုရင်အားလုံးကိုဒီနေ့နှုတ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ขอบคุณค่ะเสียขอบคุณค่ะ